တော့ဗျာရှင်။တာနာနောက်ပိုင်းမှာကိုင်းလေးတစ်ပါးတစ်ပြက်သီးလေးနေတယ်။အမိုက်မပြည့်ရှင်ပြီ။အဲ့ဒါဘုံကြီးဖြစ်တဲ့သူကရိုက်တယ်။ရိုက်တဲ့အခါကျတော့စိတ်ဆိုးဆိုးနဲ့အမိုက်သွားပြင်တယ်။ငါ့ကိုအခုညံတုံးလို့ရိုက်တာပဲဖြစ်လိမ့်မယ်။နှိမ်တဲ့အနေနဲ့ရိုက်တာပဲဖြစ်လိမ့်မယ်။ငါ့ရဲ့ညံနေရမွန်းတဲ့နေလို့ပဲဆူးရှာတော့ပါပါစေ။ငါ့ရဲ့ညံနေရဟောဒီကင်းကမြည့်ရဲ့ရေလိုင်းကြီးတွေလို့အင်အားကြီးတဲ့ညံကြီးတွေဖြစ်ပါစေလို့ဒီကိုင်းလေးကအမိုက်ပြည့်ပြီးတော့တပြက်သီးလေးအမိုက်ပြည့်ပြီးဆူတောင်းတာ။ အဲ့ဒါကိုကြားတယ်ခေါင်းသူ့ကိုရိုက်လိုက်တယ်ဘုန်းကြီးကအဲ့ဒါသူ့လိုစိတ်နဲ့မေးလိုက်ရင်သူမေးတဲ့မြောက်ကိုဖြေနိုင်တဲ့သူဖြစ်ပြရသေးဘူးသူလည်းဘူးဖြစ်လာမှာအာဒါရှင်များတို့ဘုန်းကြီးတွေဆိုတော့လွဲတာဗျာမိလိန်နာနဲ့ရှင်နာကတဲ့အဲ့ဒါမိလိန်နာကယောနကတိုင်းတာမေနန္ဒာဘယင်ကြီးဂရိကဘယင်လို့လည်းပြောတယ်ဒါတတိယမဆုံးဖြတ်နိုင်ဘူးဂရိယဘယင်ကြီးဒါကြောင့်မေနန္ဒာမေနန္ဒာတတိယတို့ကြတော့စာလူကြီးတော့ပါမိလိန်နာဖြစ်သွားတာမေနန္ဒာဘယင်ကြီးကတူတက်လာတယ်သူရဲ့အတိုင်းပြည်ကြီးမှာတခါတည်းဘုန်းကြီးတွေတွေ့တဲ့မြောက်အကုန်မေးတာမေးတာလျှောက်တာရမ်းတာလည်းမဖြေနိုင်ဘူး မပြေနိုင်လို့သူ့တိုင်းပြည်မှာရဟန်းတော်တွေရှောင်ပြေးလိုက်ကြတာသူ့တိုင်းပြည်မှာဆက်နှစ်နှစ်လုံးလုံးရဟန်းတန်ကလုံးဝမရှိတော့အဲ့ဒီဘုန်းကြီးတွေကဘယ်သွားနေလဲဆိုတော့ဟိမွင်တာရဂိတကုန်းမြေမှာတွားနေတယ်တဲ့ဘလောက်ရှိတယ်လဲလို့ စာရေးတော့ဗျာဂရေတရားတဲ့ဗျာတန်းတထောင်ယုံမယုံတော့မတူဒါတော့စာမှာပါတဲ့အတိုင်းပြောရတယ်တန်းပေါင်းဘလောက်တဲ့တထောင်ဂရေတရားဆိုတန်းတထောင်မို့လားဗျာအဲ့ဒါတော့ဟိမွန်နာရခိတကုန်းကြီးမှာတွားပြီးတော့ရှောင်းနေကြတယ်တဲ့အဲ့လိုနဲ့မင်းနာမင်းကြီးနတ်တက်လာနတ်တက်လာတဲ့အခါသူကသာနာတော့ကြီးညိုတယ်ဆိုတဲ့အနေထားတော့စသချင်းရှိတယ်တိုးတော်သူမေးတဲ့အခါကျတော့သူမေးတာတွေကိုကောင်းအောင်မဖြစ်နိုင်တော့စိတ်ထဲအတန်တရားဖြစ်လိုက်မမေးနိုင်မဖြစ်နိုင်တဲ့ကိုတော်တွေကနောက်တော့ရှောင်းပြင်းရှောင်းပြင်းလူတိုင်းပြီမှာမရှိတော့တာကလာပေါ့ဗျာတာကလာနေပြီတော့ဤမှာစနေနေ့တိုင်းတိုင်း သာသနာကွဲသွားတဲ့ဆိုတဲ့အနေအထားဖြစ်သွားတာအဲဒီနေ့ကျတော့ကသဝဝါရှင်သာသနာနောက်ပိုင်းမှာတာဝရင်နဲ့နတ်ပြည်မှာရောင်းနေတဲ့နတ်သားတစ်ပါးရှိတယ်နာဂတိနာပေါ့ဒီနတ်သားကဆုတေလာတယ်ဘာဖြစ်လို့ဆုတေလာတယ်ဆိုတော့ခုနကဂရေတရာယာနာဂရေတရာတာဝရင်နဲ့နတ်ပြည်ကိုကြွသွားတယ်ဂရေတရာလုံးကြွသွားပြီးတော့အဲ့ဒါမင်းကိုနှိမ်တင်းရမယ်အလဲရောက်လာပြီဥမာမင်းလင်နာမင်းကြီးသူတော်တော်ပြဿနာရှာနေပြီဗောဘုန်းကြီးတွေအဲ့လိုနဲ့တာဝရင်ပေးတဲ့အခါကျတော့ရောက်လာတယ်ရောက်လာတာဒီကလေးလေး9နှစ်နဲ့10လကြာအောင် ရောဟဏမထေရမြတ်ကြီးကဒီကလေးကိုစောင့်ရှောက်ခဲ့တာရှင်မောဂလိဗုဒ္ဓတိဒ္ဒဇလန်းနဲ့တူးတယ်ဆိုတော့ရှင်မြတ်တို့အဲ့တိုင်းပဲသွားခုနှစ်နှစ်နဲ့ရှင်းလာကြအောင်စောင့်ရှောက်ခဲ့စောင့်ရှောက်ပြီးတဲ့အခါကျတော့ဒီကလေးလေးနောက်သားနာမဝင်လာတယ်ကိုရင်ဝတ်တော့ခုနရန်လာဂရေတရားကြားမှာဟိမွန်နာမှာခေါ်သွားပြီးဝတ်ပြီးတယ်လို့ပြောတယ်နောက်တော့ရန်ခံတော့လေအဲ့ဟိမွန်နာကိုခေါ်သွားပြီးတော့ရန်နာဂရေတရားကြားမှာပဲရန်ခံပြီးတယ်လို့ပြောတယ်အဲ့ဆိုတော့အဲ့ရှင်နာကသေးရဲ့ရန်အသက်ခွန်းတော့မိလိနာမင်းကြီးကအဲ့ချိန်မှာအသက်53နှစ်ရှိအဲ့ဒီချိန်မှာ ဒီတော့ခုမီလင်နာပညာဖြစ်လာတာအဲ့တော့အမေးဖြစ်ဗလန်ရဲ့ကြာ73ရက်ကြာသွားအမေးဖြစ်ရဲ့အပြီးမှာပဲမီလင်နာမင်းကြီးကသဘောကျသွားပြီးတော့ရဟန်းပြူရဟန်းနာဖြစ်သွားတယ်ရှင်နဂတိနဲ့မီလင်နာဒါမီလင်နာပညာရဲ့တမိုင်းမှာလည်းအကျဉ်းတော့ပိုင်ပါလိမ့်မယ်ဒါဆရာတော်ဥဇနာပရရေးတာလည်းတောက်ထဲမှာပါပြီးသားပါဗျာအဲ့ဒါကိုအလွယ်ယူလိုက်တာတာနာနဲ့900လောက်ပဲယူတယ်ဗျာဆိုတော့အိန္ဒိယမှာတော့အဲ့ဒီဂျားတွေကတမိုင်းကိုတပီတော်တို့တိတိကျကျထောက်ပြစရာမရှိဘူးဆိုတော့အဲ့ဒီအချိန်မှာတပီတော်တို့တာနာဘယ်မှာသွားပြီးထွန်ကားနေလဲဆိုတော့ ဘယ်မှာသွားထွန်ကားနေလဲတီယိုမှာသွားထွန်ကားတီယိုမှာသွားထွန်ကားတဲ့အကြောင်းရင်းကဒီရွှေရှင်မမိန်ဒါကဘယ်ကိုကြွသွားလဲဖြာတီယိုကြွသွားတယ်တီယိုကြွသွားပြီတဲ့ကရှင်မမိန်ဒါတီယိုကြွလာပြီတဲ့နောက်မှာတီယိုမှာသာနာအလွန်ထွန်ကားလာတယ်ဒေဝနံပိယဒိတ်တမင်းကဘလောက်ထိတရားတရားဖြစ်သွားလဲဆိုတီယိုကျွန်းတစ်ကျွန်းလုံးကိုစင်းနှကောင်နဲ့ ရွှေထွန်နွားကြီးဆဲသွားနဲ့ပတ်ပြီးတော့ဒီရွှေချက်ပတ်ပတ်လေးကိုစီတာတယ်အဲ့ဒီဒီဟိုကျွန်းကြီးတကျွန်းလုံးဟာတိန်သမိတ်ဖြစ်သူကသတ်မှတ်ပြီးတော့ဒီလောက်ထိကြီးလို့တာဒါကြောင့်မဟာတိန်ကတော့ဒီဟိုကျွန်းတက်ကြီးတဲ့တိန်ရှိမှမထင်ဘူးဒါကြောင့်ဓမ္မသီတိမင်းက အဲ့ဒီသမိုင်းတွေကိုမြင်တဲ့အခါကျတော့တီဟိုမှာဘယ်နေရာမှာပဲရမ်းပြူပြူတီဟိုကတော့စင်ကြယ်လေဆိုတဲ့အယူဆနဲ့သို့တော့ပုပ်ပြီးတေချအောင်ပဲဘယ်မှာပြုတ်လိုက်တယ်ကလျာဏီမြစ်ကြီးသိမ်းမှာယူကြတယ်ဟုတ်လားဒါဆိုပြီးတော့နောက်သမိုင်းတွေကြပါလာလိမ့်မယ်တီဟိုဒီလိုအင်အားအလွန်တန်ကြီးကြီးမားမားနဲ့တာနာပြုတ်ပြီးခဲ့တဲ့အခါဒေဝနာပိယသေတိုင်းသွားလိုက်သွားလိုက်နောက်တော့ဝဋ္ဌကံနေမဲ့လက်ထက်လျောက်လာတဲ့အခါတီဟိုမှာမိတွင်းစစ်ကြီးဖြစ်တယ် အဲ့ဒီမတိုင်ခင်ကိုအခုပြောတယ်ဗိဏ္ဍကတီဟိုသာနာပြုပြီးတဲ့အခါကျတော့တီဟိုကအမျိုးသမီးတွေကသူတို့လည်းယဟမဝတ်ချင်လို့မရဘူးလားဆိုတော့ရပါတယ်အဲ့တော့ယဟမအနည်းဆုံး7ပါးရှိရမယ်ဥပဒ္ဒမရကဆောင်ဖို့အတွက်ဒါလေးဖတ်ပါဗျာတတိယသံဃာနာအသောကမင်းကြီးတီဒဂိဏသာခမဟာဗောဓိပင်အားမင်းစည်းစိမ်ဖြင့်သုံးကြိမ်တာပူဇော်ပြီးတမိတော်တင်ကမိတ်တာထေယူဥဆောင်၍ယန္တာထေရီမတရားနှင့် ဒီကျွန်းတို့ဒကိဏတာကမဟာဘောဒီပင် ပင်ဆောင်နေဘုံအဲ့တော့နှမလာခဲ့သတော့အကိုကြီးကလန့်ဖိတ်လိုက်တဲ့အတွက်မကြွလို့လည်းမရကြွရမယ်ဆိုတော့အသောကကြီးငိုရှာတယ်ဘာဖြစ်လို့တော့အလွန်မတန်လိန်ပါတဲ့ထေရဝါဒဗုဒ္ဓသာနာကိုကြီးညိုတဲ့သားတော်ရင် သမီးတော်ရင်မြီးတော်တွေကသာအကုန်တီဟိုပေးလိုက်အကြီးတော်ကိုပေးလိုက်သူ့မှာအာကိုစိတ်ချရတဲ့သာနာကိုအမွေခံမဲ့ပုဂ္ဂိုလ်ကသာနာတရားရဲ့အမွေခံမဲ့ပုဂ္ဂိုလ်ကမရှိသလောက်ဖြစ်သွားတယ် တို့သောသာသနာအရှိကိုမျှော်ကိုပြီးတော့အာတော့ကကြီးဟာပေးပါပြီးတဲ့အခါကျတော့မဟာဗောဓိပင်မှာကိုးွယ်လို့ရအောင်ဗောဓိပင်သမိုင်းကိုတို့ရပြန်သွားကြည့်အောင်ဗုဒ္ဓသာနာသမိုင်းရှင်နာရမထေမြတ်ရေးထားတဲ့ ကျန်းစာလို့ရှိပါတယ်ဘောဓိမင်ကအကြင်ကြင်တက်ခံရတယ်အဲ့တော့တမိုင်းမှတ်တမ်းတင်ထတာပဲ၅ချိန်ရှိတယ်ဆိုတော့လက်ရှိအိန္ဒိယမှာရှိတဲ့ဘောဓိမင်ကဘောဓိမင်အစ်စ်လို့ပြောလို့မရဘူးဗျာဘာဖြစ်လို့လဲဒီဘောဓိမင်တက်တမ်း200ကျော်ပဲရှိသေးတယ်1861လို့တင်တယ်အဲ့ဒီအချိန်မှာတွေ့တဲ့အချိန်မှာတော့မဟုတ်ဘောဓိမင်ကထုံဆုံးလောက်လေးပဲရှိတယ်ဒီမှာတပည့်တော်ဓာတ်ပုံလေးရှိတယ်ဂုဏတက်ကလေးတိတိကျရှိပါအဲ့တော့ဒီဘောဓိမင်ကပြန်ဆိုင်ထားကာလာတော့ကလည်းတက်ခဲ့တယ်အသောကရဲ့မိဖုရားရဲ့လည်းတက်ခဲ့တယ်အဲ့ဒီတက်ခဲ့တဲ့ဆိုတဲ့အချိန်တွေကိုဘုရားသာနာတမိုင်းရှင်နာရမထေရရေးထားတဲ့အချိန်မှာ အဲ့ဒါကြီးအကုန်မှတ်တမ်းတင်ထားတယ်ဒါတတိယမှတ်တမ်းတင်လို့ရသလားပြောရမယ်ဆိုရင်အိန္ဒိယကိုအင်္ဂလိပ်အုပ်ပြီးတဲ့ဝင်းကျင်လောက်မှာအင်္ဂလိပ်ကိုလိုနီကျွန်ပြုတ်ပြီးတဲ့အချိန်လောက်ကမှာအဲ့ဒီမရှင်မနာဝင်းကျင်မှာအခုဘောဒီပင်ပြန်ဆိုင်ထားတာဒီဘောဒီပင်ကမူလမဟာဘောဒီပင်ရဲ့မျိုးစိတ်တော့ဖြစ်ကောင်းဖြစ်မယ်မူလမဟာဘောဒီပင်ကတော့မဟုတ်တာသေးကြတယ်အတော့ကရဲ့မိဖုရားကြီးဂျမနာကွာရကိုယ်ရတဲ့မိဖုရားဆိုဘလို့ဆိုဘောဒီပင်ကိုတတ်ပြီးအစိတ်ရေပါလောင်းတာပြအမြစ်ပါပြတ်သေးသွားအဲ့လောက်ထိလုံးပြတ်တယ်အဲ့ဒီချိန်မှာဘာဖြစ်သွားလဲဆိုတော့နောက်တစ်နေ့ကျတော့ဘောဒီပင်ကထွန်လုံးလောက်ပြန်ပြီးတော့အပင်ပေါက်ပြီးကြီးနေတယ်တဲ့ ယ်။နောက်အာတော့ကသိတဲ့အခါကျတော့နှုတ်ရည်ဒီပိုင်းနဲ့သွားလောင်းပြီးတော့အဲဒီလိုမျိုးပြန်ပြီးတော့ပြုစုထားတယ်လို့လည်းပြောတယ်။အဲ့တော့ဒီပြီးတော့အခုလက်ရှိ body pain ကတော့နှစ်နှစ်ရာဆွန်းဆွန်းဝန်းကျင်မဲ့တက်တန်းရှိနေတဲ့ဟာဖြစ်ပါတယ်။မူလမှာ body pain နဲ့မျိုးစိတ်ဖြစ်ကောင်းဖြစ်မယ်ပေါ့။အဲ့လိုပဲပြောတယ်။တေချာတာတော့မူလမှာ body pain မဟုတ်တော့ဘာကြောင့်ဒါကိုပြောတာလဲ။ body pain ကလည်းအသက်ခံရမယ် body pain ကလည်းအဖြစ်စည်းခံရမယ်။ဘာဖြစ်လို့လဲ။မင်းသမီးဒေတာတာနာကွယ်ရင်ဖခင်နဲ့ပတ်သက်တဲ့အထိမ်းအမှတ်တွေအကုန်ဖျက်မှာ။အဲ့ဒီဟာကိုမြင်တဲ့အခါကျတော့အာတော့ကမင်းကြီးကဒီမှာ body pain ရဲ့မူလမှာ body pain ရဲ့လက်ရာတော့ဂိုင်းပေါ့တက္ခိဏ 大咖，打卡 လက်ရတော်ကိုင်းကိုစေတံမြင်းတီလာလို့ခေါ်တယ်ကြောက်ပါစေတံမြင်းတီလာဆိုတာကြောက်တစ်မျိုးပါတိမ်ထဲမှာရှင်ပြားတို့တွေ့လိမ့်မယ်ဒါဝင်နေနှက်ပြီကိုမျက်စွာပြချင်းပြန်ကြွလာတဲ့ဟာသင်္ကန်းရောင်ကစေတံမြင်းတီလာအရာလို့ထားဝါကြံ့ကြံ့နဲ့ဒီတချို့လည်းနည်းနည်းရေးတယ်ထားတော့အဲစေတံမြင်းတီလာအမှန်တော့စိန်မျိုးမျိုးနွယ်ဝင်တစ်ခုပါအဲအဲစေတံမြင်းတီလာနဲ့ရေးတယ်တပည့်ရောအရင်တော့စေတံမြင်းတီလာဆိုဆေးရည်နဲ့ပြန်လာလားပေါ့တပည့်ရောအဲ့လိုတွေထင်အမှန်တော့ကြောက်နဲ့ရေးလိုက်အဋိဒဏ်နဲ့ရေးလိုက်တဲ့ကအဲ့ဒီဘော်ဒီကန်ကပြတ်ကျသွားပြီးတော့အောက်ကိုမြေပြင်ကိုမကြမနဲ့ကောင်းကင်ကိုကြွသွားတယ်ခွနဲ့တန်အောင်ဓာရိတ တင်ပြတယ်ရောင်ကြီးတော်6သွယ်နဲ့လွတ်ပြီးကွန်မြူတယ်ပေါ့ကောင်းကင်မှာအဲ့လို9ရက်တန်ရအောင်စမ်းပြီးတဲ့အခါကျတော့ပြန်ကြွလာတဲ့အချိန်မှာအခုအတော်ကမင်းကြီးကရွှေဖြင်းအိုးကြီးနဲ့ပူဇော်ပါတယ်ဗျာ ပူဇော်ပြီးတော့နန်းတော်မှာမင်းစည်းစိမ်နဲ့ခုနှစ်တန်ဟာပူဇော်တယ်ဘုရားကိုရှင်မင်းတပါမင်းမြောက်တန်သာ၅ပါးနဲ့တကွမင်းတည်းရဲ့သုံးဆောင်တဲ့စားတော်ဘွဲတွေပါလေအကုန်ပြည့်စုံပေါ့ဗျာအဲဒါသာတနာပလင်ပေါ်မှာခုနှစ်တန်အောင်မင်းစည်းစိမ်နဲ့ပူဇော်တယ်ပူဇော်ပြီးတဲ့အခါကျတော့သမီးတော်ကြွသွားမယ်ဆိုတဲ့အခါအတော်ကမင်းကြီးကဒိဋ္ဌနာသာကဘောဓိပင်ကိုကိုယ်တိုင်ရွက်ပြီးတော့ကျင်းကမြေထဲမှာလေမင်းရင်မျိုးတဲ့အထိဖောင်တော်ပေါ်မှာပို့ပေးလိုက်တယ်အဲဆိုတော့အဲ့ဒီအကြောင်းကိုကြားတဲ့ဒေဝနာပိယဒိတ်တာကလည်းကြိုတဲ့အခါကျတော့ဒါကြိုတဲ့နေရာဒီနေရာပါဗျာလက်ရှိရှင်နေပါတော့အဲဆိုဒီကန်သတ်ပါဒေဝနာပိယဒိတ်တာကလည်းတက တယ်လေပင်ရေမြုပ်တဲ့အထိလာပြီးတော့ကျိုးစိုးတယ်လို့ပြောပါတယ်ဖောင်တော်ကိုဆင့်ဆွဲတာပေါ့ဒက္ခိဏတာခါကိုကြည်ညိုလို့ဘုရားရှင်လက်ထက်ကဘိက္ခုနီသာသနာကိုဝင်ခွင့်ရအောင်ပြုခဲ့တာအရှင်အနန္ဒာဒါကြောင့်ဘိက္ခုနီမာရဲ့အကြောင်းတိုင်းမှာ ဖယားယုတ်တုရှိဖို့မရှိဖို့ကမသိကြဘူးတို့တော့ရှင်အနန္ဒာရဲ့ယုတ်တုတော်ကိုကိုးကွယ်ကြအဲ့တော့ရှင်အနန္ဒာရဲ့ဘုံကြီးပုံစံအကြောင်းယုတ်တုကိုတွေးတဲ့အကြောင်းနေရာတွေဆိုရင်ဒါတဲ့ဒုတိယတန်ခါတာရှင်တော့ CDU ကိုဒီတော့ဘာစီတီလို့ပြောခဲ့အနန္ဒာစီတီလို့ပြောခဲ့အဲ့တော့ရှင်အနန္ဒာဘာလို့အဲ့ဒီနေရာဟာဘိက္ခုနီအကြောင်းနေအဲ့တော့အထောက်ထားတွေတွေ့လို့ပြောတာအခုလည်းဒီလိုတီဟိုမှာဘုံကြီးအကြောင်းတရားဆောင်မယ်ဆိုရင်မာစီတီနဲ့ပုံစံတူတစုတည်ရတယ်ဘောဒီပင်တပင်ဆိုင်ရနောက်တကတန်ခမိတ်တာရဲ့ယုတ်တုက ြောင်းနေမှာရှိကြတယ်။ဒီဟိုကို အမျိုးသမီးတာနာကိုဥဆောင်ပြီးတဲ့ကြတဲ့အတွက်ဒါဆိုတော့ဒါယဟန်မယဟန်နာမသင်္ကမိတ်တာရဲ့ရုပ်တုတော်သူကိုဘောဓိဝင်ပိတ်လာလို့လဲယေရှုတင်တယ်အမျိုးသမီးဒါနာကိုလည်းတည်ဆောင်းလာလို့လဲယေရှုတင်တယ်ဒါကြောင့်တီဟိုကဘောဓိဝင်ကနှစ်2400ကျော်ရှိပြီလို့ယူဆမှာဖြစ်ပါတယ် ဒါမဲ့ဒီလိုဒီလင်္ကာကိုရောက်ပါတယ်ရောက်တဲ့အခါကျတော့အနည်းငယ်ဖူးတဲ့အခါကျတော့ခွိုင်းအပွားအပဲ့လေးပဲရှိတယ်တပေပက်လေလုံးစုံလောက်ပဲရှိတယ်သူကတော့တကိဏတာကရဲ့အဆက်လိုဒီဟိုကလည်းယုံကြည်တယ်သမိုင်းမှတ်တမ်းတွေလည်းဒါကိုတော့လက်ခံထားပါတယ်